မြင်တဲ့တော်လည်းကွာတာပေါ့ဒီထဲမှာကျတော့ကျွန်တော်ကအငယ်တည်းဖြစ်တဲ့အပြင်ကိုအခုကျွန်တော်လက်ရှိအသက်က32ပေါ့နော်ဒါပေမဲ့အဲ32ထက်ငယ်တဲ့အသက်မျိုးဖြစ်နေတာဒီကားထဲမှာဆိုတော့ကျွန်တော်ကလူငယ်တွေနဲ့ပေါင်းပြီးတော့လူငယ်ဆန်အောင်လုပ်ပြီးတော့ကျွန်တော်ရဲ့ character ကျတော့ pop pop ဘယ်ရမဆိုဟို pop pop ပြပြပြနေတယ်ပေါ့မမျိုးနဲ့ကျွန်တော်တို့ဒီ identity ချင်းငယ်တွေလုပ်တဲ့အခါကျတော့အဆင်ပြေပါတယ်အဲဒီကားမှာလည်းပဲမက်တဇင်ကပွဲဥထွက်ဆိုပေမဲ့ အစ်စ်လို့လုံးဝခံစားရမှာမဟုတ်ပဲねဒီကျွန်တော်တို့တရုတ်ဆောင်အားလုံးဝါရင်တရုတ်ဆောင်နေအားလုံးတူတူသူ live fight နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဟုတ်ကျွန်တော်တို့ကဒီ Trinity ရွှေအဲထုတ်လုပ်ရေးရနေပြီးတော့ကျွန်တော်တို့အဲထုတ်လုပ်မယ်ပေါ့နော်အာမတ်ဂျိုးကိုဘယ်လိုပြောရပါ့ ဆိုတဲ့စကားလေးကိုကျွန်တော်ဇလန်းတွဲအနေနဲ့ပုံဖုံပုံဖုံမှာဖြစ်သွားပါတယ်။ရိုက်တာကတော့ရိုက်တာဥဝင်းထွန်းထွန်းပါ။ကျွန်တော်ကျွန်တော်အဲတေဥဆောင်နေနေရကြတော့ကျွန်တော်ထူအောင်အဲကိုကြီးထုတ်ကောင်ပြီးတော့မက်ဒစင်နယ်ဝင်းအဲမူထိတ်တာမူထိတ်တာခင်လို့ပါဝင်มาဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့ခြားသောအဲမြင့်တဲ့အမှုပညာရှင်ပေါင်းများစွာပါဝင်ပါတယ်ဟုတ်။ကရိုက်တာအနေနဲ့ကတော့ဒီကျွန်တော်တို့မဂျိုးကိုဘယ်လိုပြောပါအာဇကားလေးရအရှိမလဲပဲကျွန်တော်တို့ကနံပါတ်ကြီးလဲဝတ္ထုလဲရှိရဲ့ အဲပြီးတော့ရိုက်ထားပြီးသားကားလေးတွေလည်းရှိရပါတော့။အဲဒီထဲမှာတော့အဲကျွန်တော်အရှိရရိုက်ထားပြီးသားဟာလည်းမတူတမူထူးခြားတဲ့ပုံစံမျိုးတွေကျွန်တော်တို့ကလောက်ဆောင်မှာဖြစ်လို့ဆိုတော့ကျွန်တော်တို့အားလုံးအတွက်လည်းတာဝန်ကြီးပါတယ်။ပြီးတော့မက်တဆင်အတွက်ကတော့ပထမအဦးဆုံးပွဲဦးအတွက်ဖြစ်ပြီးတော့ heavy drummer နဲ့စတင်ရမှာဆိုတော့သူ့အတွက်ကလည်းစိန်ခေါ်မှုအများကြီးရှိပါတယ်။ဒါပေမဲ့ဒီဇလန်းတွဲလေးပြရိုက်ခင်မှာကျွန်တော်တို့ကဒီ တပတ်လောက်ရှိနေပြီပေါ့နော်မက်ဒစင်တပတ်မဟုတ်ဆယ်ဆယ်ရက်ပေါ့ဝင်းကျင်လောက်ရှိနေပြီပေါ့နော်မမျိုးနဲ့ဆိုတော့တို့ဒီဒီ identity ငယ်တွေလုတ်တဲ့အခါကျတော့အဆင်ပြေပါတယ်အဲဒီကားမှလည်းပဲမက်ဒစင်ကပွဲဥထွက်ဆိုပေမဲ့အစ်စ်လို့လုံးဝခံစားရမှာမဟုတ်ပဲねဒီကျွန်တော်တို့တရုပ်ဆောင်အားလုံးဘာရင်တရုပ်ဆောင်နေအားလုံးတူတူသူ live fight နိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်ပါတယ်ဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဇက်ကားလေးတဲ့မှာအဓိကအဲဇက်ခြေခံတာကတော့ညီကိုနှစ်ယောက်နဲ့ ဒီအိမ်ပေါ်ကောင်မလေးတယောက်ရဲ့အဆက်အကြောင်းပေါ့နော်အပြင်မှာရှိရဲ့ true story ကို based on လုပ်ပြီးတော့မှကျွန်တော်တို့ဝတ္ထုပြင်ဖြစ်လာတာဆိုတော့ဒီထဲမှာကတော့ကျွန်တော်ကတော့အငယ်အနေနဲ့ကျွန်တော်ပါမှာပါကိုတာဆိုတဲ့အငယ်အဲညီနေရနေပြီးတော့ကျွန်တော်ပါမှာပါကိုကျော်ကတော့ကိုညီထုတ်ကောင်ဖြစ်မှာပါခင်ဗျာကျွန်တော်နေရာကတော့ညီကိုပေါ့ကျွန်တော်တို့ကဒီဇက်ကားလေးမြဲခင်မှာတစ်ခုကောင်းတာကတော့ဒရိုက်တာဦးဝင်းထွန်းထွန်းကကြတော့ကျွန်တော်တို့အားလုံးကို ဒီ script reading တွေနဲ့ pre production လောက်တဲ့အတွက်ကြောင့်မလို့အရင်ကောက်ပါတယ်ကျွန်တော်တို့သရုပ်ဆောင်တွေက back character blocking တွေကဘယ်လိုပုံစံမျိုးတွေဘယ်လို position တွေတွားရမလဲဆိုတဲ့ဟာမျိုးလေးတွေကိုအနီးကက်ချက်ချက်မမလေးပြောပြတာပေါ့နော်ပြီးတော့ကျွန်တော်တို့အပေါ်မှာဇလန်းတွဲလို့ပုံစံမျိုးဆိုပေမဲ့ဥအတွက်ကလည်းဒီပထမဥအတွက်ဆိုတော့ driver ဥဝင်းထုံးအတွက်ကလည်းပထမဥဆုံးရုပ်တံဇလန်းတွဲဖြစ်မှာဆိုတော့အကုန်လုံးကလည်းကျွန်တော်တို့ကစိတ်လိုရှာတယ်ပေါ့နော်ပြီးတော့ ဇလန်းတွဲနဲ့ရုပ်ရှင်ကားကြတော့မတူဘူးလေနော်ရုပ်ရှင်ကားဥပြောတဲ့ဟာပါရုပ်ရှင်ကားကြတော့ကျွန်တော်တို့ကဒီအချိန်ခဏလေးတောတွင်းမှာပြည်သက်တွေကိုဖန်ဆားရတာပေါ့ဇလန်းတွဲကကြတော့ကျွန်တော်တို့ကဒီဟိုလက်ဆင့်ငန်းအပြေးပြိုင်ပွဲတို့မျိုးပဲပေါ့နော်တယောက်နဲ့တယောက်ဒီထဲမှာပါရတဲ့အက်တာတွေအားလုံးကကိုပါမယ်အပိုင်းကိုအားလုံးအားယူပြီးတည်ပြီးပြေးပြီးနောက်ထပ်တယောက်လက်ဆင့်ငန်းပေးရတာဆိုတော့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေအားလုံးကကိုယ်နေရာနဲ့ကိုအရန်ကိုတတ်မှုရှိပါတော့ အပြင်နဲ့တော့လည်းလည်းကွာတာပေါ့ဒီထဲမှာကျတော့ကျွန်တော်ကအငယ်တည်းဖြစ်တဲ့အပြင်ကိုအခုကျွန်တော်လက်ရှိအသက်က32ပေါ့နော်ဒါပေမဲ့အဲ32ထက်ငယ်တဲ့အသက်မျိုးဖြစ်နေတာဒီကားထဲမှာဆိုတော့ကျွန်တော်ကလူငယ်တွေနဲ့ပေါင်းပြီးတော့လူငယ်ဆန်အောင်လုပ်ပြီးတော့ကျွန်တော်ရဲ့ character ကကျတော့ pop pop ဘယ်ရမဆိုဟို pop pop ပြပြပြနေရပေါ့ပြီးတော့ဟိုကောင်မလေးတွေနဲ့အဲ့လိုမျိုးပတ်ဝန်းကျင်အမြင်မှာကျတော့ရှုပ်တယ်အဲ့လိုမျိုးညင်းညင်းနေတဲ့လူတို့ထင်ကြတဲ့အတွက်ကြောင့်မို့လို့ တခုခုပြဿနာဖြစ်လာပြီဆိုရင်ကိုယ်ပဲဆိုတဲ့ဟာမျိုးပဲဖြစ်နေတာပေါ့နော်ဒါပေမဲ့အဲဂျားထဲမှာမှနောက်ပိုင်းကောင်မလေးနဲ့တွေ့ပြီးတော့လူကြီးပီတာသွားတယ်တာဝန်ယူခြင်းနဲ့စိတ်တခုကြောင့်နဲ့အဲမမျောလင်းတဲ့အခြေအနေတခုကြောင့်ပေါ့နော်အဲ့နောက်ပိုင်းမှာနောက်ထပ် character blocking ကကြတော့အခုလက်ရှိအသက်ဖြစ်နေတဲ့ခံစားချက်မျိုးတွေပြန်ထည့်လို့ရပြီပေါ့အဲ့လိုမျိုးပေါ့အဲဆိုတော့နောက်ပိုင်းပေါ့လူငယ်ဆန်တဲ့အပတ်အချမ်းလေးလူကြီးဆန်တဲ့အပတ်အချမ်းလေးကိုတော့အဲ့လိုမျိုးနှစ်ခုတော့လောက်အောင်ပေါ့ဟုတ် ကိုဘယ်လိုပြောပါဆိုလဲဇုတ်တဲ့ဇလန်တွဲလေးကိုကျွန်တော်တို့အခုစတင်ရိုက်ကူးတော့ဖြစ်တဲ့ကြောင့်မလို့ထွက်လာတဲ့အခါကျလို့ရှိရင်လည်းအများကြီးဝန်းရင်အားပေးဖို့လိုတဲ့ကိုကျွန်တော်ဘက်ကမေတ္တာရပ်ခင်စီပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်